WWD online media ရဲ့ပရိသတ်များရှင်တောင်ကလာပါမြို့နယ်ကျက်ဒီဆောင် သုံးတက်ဆောင် သာသနာ့ဗိမာန်တော်ကြီးရေးဆက်သွန်းချလူတော်မင်္ဂလာခန္ဓာကျင်းပတဲ့တည်င်းမဲဖြစ်ပါတယ်ရန်ကုန်တိုင်းဒေသကြီးတင်ငန်းကျွတ်ခရိုင်တောင်ကလာပါမြို့နယ်ကျက်ဒီဆောင်သုံးတက်ဆောင်သာသနာ့ဗိမာန်တော်ကြီးရေးဆက်သွန်းချလူတော်မင်္ဂလာခန္ဓာကိုကောစာတက်ကရေ1389ခုနှစ်နေုံလာဇန်တရခရစ်နှစ်2025ခုနှစ် မေလ29ရက်မနက်9:00နာရီကကျင်းပပါတယ်။အဆိုပါခန်းနာကိုနမောတတသုံးကျင်းရွတ်စွဘုရားကရုရဲ့ခန်းနာဖွင့်လှစ်ခဲ့ပြီးနိုင်ငံတော်ဩဝါဒစရိယာတည်တကူစီရတော့ဒေါက်တာဗဒ္ဒနာညာနေတရာအရှင်သူမြတ်ကြီးထံမှ၅ပါးသီလခံယူဆောက်တည်ကြကတန်ဃာတော်အရှင်သူမြတ်များကအန်ဒီယေကင်းပရိတရားများရွတ်ပွားကြပါတယ်။ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝင်းကြီးချုပ်ဦးစိုးသိန်းနဲ့တာဝန်ရှိသူများကတန်ဃာရောင်ရှင်သူမြတ်များကိုလူပွဲဝိတုများဆက်ကပ်လူဒန်းကြပါတယ်။အဲဒီနောက်မှာတော့တောင်ကလာပါစီရောမြတ်ကြီးရှေးဟောင်းခုနှစ်စုဘုရားနဲ့အောင်တော်မူစီဒီကောဘကအဖွဲ့ဥက္ကဋ္ဌဒေါက်တာဦးရီကိုကသာသနာရေးဆိုင်ရာလျှောက်ထားပါတယ်။ဆက်လက်ပြီးမာတီအလူရှင်များကိုဂုံပြူလက်မှတ်များပေးရကလူဒန်းမှုအစုစုအတွက် ရေးဆက်သွင်းချအမြပေးဝေခဲ့ပြီးအခမ်းအနားကိုဗုဒ္ဓသာသနာ့စီရန်တိတ်တတူသုံးချိန်ရွတ်ဆို၍အောင်မြင်စွာရုပ်သိမ်းခဲ့ပါသည်ဒီသုံးနှစ်ဆောင်သာသနာ့ပြိမှန်တော်ကြီးကို24ရက်ရှိလာ2018ခုနှစ်ကနေစပြီးတော့ပနက်တင်ခန္ဓာကျင်းပပြီးတော့ဆောက်လုပ်ခဲ့တာအဲကိုဗစ်ကာလလွယ်ပြီးပေါ့နော်အခုချိန်အထိဇတိုက်ဆောင်ရွက်ခဲ့တဲ့ကြောင့်မလို့အောင်မြင်တဲ့ဒီနေ့ပြီးဆုံးသွားပါတယ် ဒီလိုစောက်တဲ့ခါမှာလဲရဟန်းရှင်လူပြည်သူပေါင်းရဲ့ပါဝင်စုပေါင်းပြီးလူဒတ်မှုကြောင့်ဒါအောင်မြင်မြင်နဲ့ဒါပြီးသွားခြင်းဖြစ်ပါတယ်ဒီနေ့ကျင်းပတဲ့အခမ်းအနားပေါ့နော်ဒီဟာလေးပတ်သက်လို့အဲမြို့နယ်တန်ခါနာကဩဝါဒဆရာဆရာတော်ကြီးရဲ့အဲမိန်ကြားချက်အရပေါ့နော်အဲလုပ်ငန်းတွေမှာအဆဆဒါအဆင့်ဆင့်ဆောင်ရွက်လာတဲ့ခါမှာအချို့အခက်အခဲလေးတွေရှိတော့ညာလဲအာပြီးမြောက်အောင်မြင်သွားတဲ့ကြောင့်အထူးပဲဝမ်းမြောက်ပီတိဖြစ်ရပါတယ် ဒီခန္ဓာကိုတဲ့စောက်ရတဲ့နေရာမှာတန်ဃာတော်ဆရာတော်ဟိူတိချစောက်ဖို့အတွက်ကိုတီကူဆရာတော်ကြီးကိုပင့်လျှောက်ဖို့အတွက်ဒါမြို့နယ်ကဆရာတော်ကြီး၅ပါးနဲ့တွားရောက်ပြီးလျှောက်ထားတဲ့ခါမှာဆရာတော်ကြီးရဲ့ခွင့်ပြုတဲ့ရက်ဒီနေ့ကိုရရှိခဲ့ခြင်းဖြစ်ပါတယ်ဒါဒီလိုမြို့နယ်ကျက်သေးဆောင်သုံးသက်ဆောင်သာသနာ့ပိတ်မှန်တော်ကြီးကိုဒါတီကူဆရာတော်ကြီးဒေါက်တာညာနေတရာနေပြီးတော့အရှင်ညာနေတရာလာရောက်ပြီးတော့ အဲရည်သက်ချပြေကြောင်းနဲ့အထူးပဲဝမ်းမြောက်ပီတိဖြစ်ရပါတယ်ဒီဆောင်ဦးကြီးကတိမ်မောင်ကိုတော်လေးရာကျော်ကုန်ကြခဲ့ပါတယ်ဒါလည်းရဟန်းရှင်လူ ပြည်သူအလုံးရဲ့စုပေါင်းလှူဒါန်းမှုကြောင့်တရာတရားထက်သာစွာစုပေါင်းလှူဒါန်းတဲ့ကြောင့်မလို့ဒါအောင်မြင်ခြင်းဖြစ်ပါတယ်ဒီတဏှာဗိမ္မာန်တော်ကြီးအခုလိုပြီးသွားတဲ့အခါကျတော့နိုင်ငံတော်အစိုးရကျင်းပတဲ့ တာသနာ့ရေးဝန်ကြီးဌာနအကျဉ်းပါတဲ့စာပြန်ပွဲတွေပါဠိပထမပြန်စာမိပွဲတွေဒါတွေကိုကျင်းပနိုင်တဲ့အပြင်ဒီတန်ဃာတော်တွေအတွက်ပေါ့နော်စုနှင်းသင်္ဘင်ခန်းသားတွေကိုလည်းအဲကျင်းပနိုင်မယ်ပြီးတော့ဒီဘာသာရေးဆိုင်ရာတရားပွဲတွေဒသနာ့ရေးဆိုင်ရာအခမ်းအနားတွေကိုလည်းပဲဆောင်ရွက်နိုင်မှာဖြစ်တဲ့ကြောင့်မလို့တောင်ကလပ်မြို့နယ်ရဲ့ဂုံကျက်တီဆောင်တဲ့အပြင်ဒါမြန်မာနိုင်ငံတကာလုံးအတွက်ပေါ့နော် ဗုဒ္ဓဘာသာသာသနာခွန်ကားပြန်ပွားပြီးအဲတုတ်တဲ့ဒီတန်ပြန်ပွားရေးအတွက်ကိုအများကြီးအထောက်အကူပြုတာဖြစ်ပါတယ်ဒီသုံးသဆောင်သာသနာပေးမန်တော်ကြီးခန်းခန်းနန်းနန်းနဲ့ပေါ့နော်အောင်မြင်စွာရေသက်သွန်းချပြီးသွားတဲ့အခါမှာခွန်ပြနိုင်လောက်ဝန်တာပီတီဖြစ်ရပါတယ်ဒီခန္ဓာကြီးကိုအောင်မြင်စွာကျင်းပနိုင်ဖို့အတွက်ဒါဆရာတော်ဩဝါဒဆရာဆရာတော်ကြီးတွေရဲ့ဩဝါဒပေးမှုတစ်ခါမြို့နယ် ဒီစီမံအုပ်ချုပ်ရေးအဖွဲ့အနီးကကြီးကြပ်မှုဥက္ကလပစီတို့ဂေါ်ဘကအဖွဲ့နဲ့ထောက်ကူပြုအဲဒီအသိအဖွဲ့တွေရဲ့ဒါစုပေါင်းပြီးတော့ကျူသားအထုတ်မှုပေါ့ဒီအပြင်အဲမြို့နယ်သူမြို့နယ်သားပြင်ကယန္တိရဝေးရအလှူရှင်တွေကလည်းစိတ်အားထက်သန်စွာတရားစိတ်ထက်သန်စွာနဲ့လှူဒန်းနိုင်တဲ့ကြောင့်မလို့အခုလိုလိုဒါအောင်မြင်နဲ့ပြီးဆုံးသွားတဲ့ကြောင့်မလို့အလှူရှင်များအားလုံးနဲ့တကွကျေးဇူးတင်တဲ့သူအားလုံးကိုအထူးကျေးဇူးတင်ချီကြောင်းအဲပြောကြလို့ပါတယ် ဒါတည်းပြင်ဒီ၃၀၆သားဘိမှန်တော်ကြီးအောင်မြင်စွာပြင်းမြောက်သွားပြီးတဲ့နောက်မှာဒီဒီဘိမှန်တော်ကြီးပေါ့နော်ရေချေတီတက်အဲဒီအတွန်းချီဖို့အတွက်ကိုဆရာတို့ဒီကောဘကအဖွဲ့နဲ့နော်ဒီမြို့နယ်တန်ခါတာကအဖွဲ့တွေကနေပြီးတော့ဩဝါဒနဲ့အညီဆက်လက်ထိန်းသိမ်းဆောက်ရှောက်ဖို့လဲဆရာတို့အဲကြိုးစားဆောင်ရွက်သွားပါမယ်လို့ပြောကြရင်ဒီကုန်းချုပ်ပါတယ်အဆိုပါတုံးတက်ចောင်းဆောင်သာသနာ့ပြည်မှန်တော်ကြီးကို 2018ခုနှစ်ဩဂုတ်လ24ရက်နေ့မှာမြေတန့်ပနက်တင်မင်္ဂလာခန္ဓာကျင်းပခဲ့ပြီးဆောက်လုပ်ခဲ့တယ်လို့သိရပါတယ်။တောင်ကလာပါမြို့နယ်ကျက်တီဆောင်သာသနာ့ဗိမာန်တော်ကြီးကိုအလျားပေ100အနံပေ60အမြင့်ပေ50တန်ကူကွန်ကရစ်အမျိုးအစား RCC ကွန်ကရစ်တိုင်များ Phil Foundation နဲ့ရှစ်ယောက်စီတလီကာအပါအဝင်သုံးသက်ဆောင်အစအဦးအဖြစ်ရဟန်းရှင်လူပြည်သူစုစုပေါင်းလှူဒန်းငွေကျပ်သိန်းပေါင်း9460ကျော်ကုန်ကြကန်ဆောက်လုပ်ခဲ့တယ်လို့ သိရှိရပါတယ်ရှင်။